Hello guys အားလုံးပဲမိသားပါဒီနေ့မှာတော့အဲတင်နဲ့အဆက်အသွယ်ပြန်နေတဲ့တစ်ဖက်လူစီမှာပေါ့နော်လက်တလောဘာတွေကြုံတွေ့နေရလဲဆိုတဲ့အရာ၄ကိုအာ routine လေးလုပ်ပေးမယ်ပေါ့နော်အဲတင်နဲ့အဆက်အသွယ်ပြန်နေတဲ့လူနော်အဆက်အသွယ်အဆက်အသွယ်မရှိတဲ့လူအဆက်အသွယ်ပြန်နေတဲ့လူစီမှာလက်တလောဘာတွေကြုံတွေ့နေရလဲပေါ့နော်အာဆိုလို့ရှိရင် reading လေးစလိုက်ကြမယ်เนาะအဲဒါကလေးကတော့ဒီ live စီရလေးတုံးမယ်ပေါ့เนาะ အဲ့တော့သင်နဲ့ဆက်သွယ်ပြနေတဲ့သူစီမှာလက်တလုံးဘာတွေကြုံတွေ့နေရလဲเนาะအဲ့တော့ခံသူ့အနေနဲ့ဒီအာတခုခုပေါ့နော်အရာတခုခုသူဆုံးရှုံးမှုကြောင့်အာဝန်းနေနေရာမျိုးလေးတွေ့ရပေါ့နော်ဝန်းနေနေရာမျိုးလေးတွေ့ရဘယ်လိုမျိုးလဲဆိုချင်ကြတော့အဲသူ့စီမှာတဲ့နော် relationship တခုသူ့စီမှာတဲ့နော် အာသူစီမှာဒီ relationship နဲ့ပတ်သက်ပြီးရချင်တာပေါ့เนาะမပြည့်ပြတ်သေးတဲ့ relationship ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးအာတခုခုရှိနေအဲ့ဒီမပြည့်ပြတ်သေးတဲ့အရာတခုအတွက်သူနည်းနည်းလေးအဲစိတ်ညစ်နေတယ်ပေါ့เนาะစိတ်ညစ်နေတယ်အဲသူဆုံးရှုံးတော့မယ်လို့ထင်တဲ့အရာတခုခုအတွက်ကိုပေါ့เนาะသူစိတ်ညစ်နေတယ်တဲ့เนาะအဲသူ့အနေနဲ့ကအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မှ ပြန်ပြီးတော့မှပေါ့เนาะပြန်ပြီးတော့မှအာ စိတ်တဲ့လူတဲ့နဲ့နော်စိတ်တဲ့လူတဲ့နဲ့ပြန်လဲပြီးတော့မှအာနိုးထဖို့ပေါ့နော်ပြန်လဲနိုးထဖို့လိုအပ်နေရဲ့သူစိတ်ညစ်နေရဲ့အရာနေပေါ့နော်အာဒါမှမဟုတ်လို့ရှင်လဲသူကအာအဲ့ဒီအာဆုံးရှုံးသွားတဲ့အရာတခုအတွက်ပေါ့နော်အခုချိန်မှာသူပြန်လဲပြီးတော့မှစူးစမ်းပြီးတော့ပြန်လဲစူးစမ်းတိဆောက်နေရဲ့ပေါ့နော်ပြန်လဲစူးစမ်းတိဆောက်နေရဲ့ဆိုတော့ energy မျိုးရရတယ်ပေါ့နော် သူဆုံးရှုံးသွားတဲ့အရာတွေရှိမယ်အဲ့ဒီအရာအဲ့ဒီဆုံးရှုံးသွားတဲ့အရာအတွက်ကိုအဲသူအနေနဲ့ပြန်ပြီးတော့မှာပေါ့နော်ဥမာပတ်စံဆိုလို့ရှိရင်လည်းသူပတ်စံနေဆုံးရှုံးသွားရဆိုလို့ရှိရင်ငွေကြီးနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်ငွေကြီးပြန်ပြီးတော့မှာအကျိုးစားပြီးတော့မှရှာနေရမျိုးပေါ့နော်အာ relationship တစ်ခုနဲ့သူအဆင်မပြေဖြစ်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ relationship နဲ့အဲ ကနေပြီးရမှာပေါ့နော်အမူဖောင်ပြီးရမှာသူဘယ်လိုမျိုးဟောအဆင်ပြေအောင်နေရမလဲပေါ့နော်အဲ့ဒါမျိုးသူစူးစမ်းပြီးရမှာအဆင်ပြေအောင်နေနိုင်နေနေတယ်သူစိတ်ကိုသူအတက်နိုင်ဆုံးပေါ့နော်အာအတက်နိုင်ဆုံးအတည်ငြိမ်ဆုံးထားပြီးရမှာအာအဆင်ပြေအောင်သူလုပ်နေရမျိုးတွေ့ရပေါ့နော်အဲငွေကြေးနဲ့ပတ်သက်နဲ့သူဆုံးရှုံးသွားတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အတက်နိုင်ဆုံးသူစိတ်အန်တီညင်အောင်သူလုပ်နေပေါ့နော်အဲငွေကြေး အီမိုရှင်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းအဲသူစိတ်တွေပေါ့နော်ဒီ relationship နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းဒီသူရဲ့ emotion တွေကိုဟိုသူထိမ့်သိမ့်နေရပေါ့နော် relationship နဲ့ပတ်သက်ရင်အဲဘာလုပ်ရမလဲပေါ့အဲတတ်နိုင်ဆုံး စိတ်ကိုကြိုးစားပြီးတည်ငြိမ်အောင်လုပ်ပြီးတော့မှအဖြေရှာနေရတဲ့နော်အာနောက်တစ်ခုကကြတော့သူ့အနေနဲ့တခြားအာသူတရားပေါ့နော် တခြားတရားရောက်ကိုပဲအဲဖြစ်ဖြစ် တော့လေပြည့်ပြည့်ဗီတာဆက်ဆံရေးတခုကိုဖြစ်နိုင်တယ်เนาะပြည့်ပြည့်ဗီတာဆက်ဆံရေးတခုဒါမှမဟုတ်လို့ရှိရင်သူနဲ့ဒီတဲ့လုံးလုံးနေဗီတာဆက်ဆံရေးတခုပေါ့เนาะအဲသူနဲ့လက်ရှိတွဲနေရဲ့လက်ရှိတွဲနေရဲ့သူပဲဖြစ်ဖြစ်ပေါ့เนาะအဲ့ဒီသူနဲ့တဲ့သူကအဆင်ပြေအောင်ပြန်ပြီးတော့မှညှိနှိုင်းနေတယ်ပေါ့เนาะအာဒီတဲမှာဆိုလို့ရှိရင်ကျတော့ နည်းနည်းသူအဆင်မပြေဖြစ်တယ်မလားတော့ relationship နဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်တယ်ဆိုရင်အဲ့ relationship နဲ့ပဲသူအဆင်ပြေအောင်ပြန်ပြီးတော့မှတောင်းမှန်တာမျိုးပေါ့နော်တောင်းမှန်နေရမျိုးပြန်ပြီးတော့အဆင်ပြေအောင်ညှိနှိုင်းနေရမျိုးရှိရပေါ့နော်သူအဲ့လိုမျိုးလုပ်နေတယ်တကယ်လို့ကိုကအာသူနဲ့ဒီနေ့လုပ်တယ်ဒီနေ့လုပ်ပြီးတော့မှ အဲ့လိုမျိုးကိုနဲ့သူနဲ့အဆင်ပြေလို့ဆက်သွယ်ပြတ်တာပြတ်သွားတယ်ဆိုလို့ရှိရင်လည်းအဲသူကကိုနဲ့အဆင်ပြေအောင်ဘလို့လုပ်ရမလဲဆိုပြီးတော့ပြန်ပြီးတော့စဉ်စိတ်အေးအေးထားပြီးတော့စဉ်းစားနေတယ်စဉ်းစားပြီးတော့မှပြန်ပြီးတော့မှကိုကိုကိုပြန်ပြီးတော့စူးစမ်းနေရမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲကိုမဟုတ်ဘူးဆိုလို့ရှိရင်တစ်ဖက်လူတစ်ယောက်နဲ့ပေါ့နော်တစ်ဖက်သူတစ်ယောက်နဲ့ဘလို့အဆင်ပြေအောင်စူးစမ်းပြီးနေရမလဲဆိုပြီးတော့ အာသူကျိုးပြုပြင်ပြောင်းလဲပြီးတော့အဲတောင်းဝန်ဖို့သူလုံနေတယ်ပေါ့နော်တောင်းဝန်ဖို့လုံနေတယ်တဲ့အာအတဖတ်သူရဲ့ energy ပါဆိုလို့ရှိရင်တော့လေတဖတ်သူရဲ့ energy အဲတဖတ်သူနဲ့အခုပြောသလိုဒီလင်းလုံနေတဲ့သူကအာ ကြီးငယ် quality မဟုတ်ဘူးဆိုလို့ရှိရင်တခြားသူပေါ့နော်နှစ်မျိုးဖြစ်နိုင်တယ်ကြီးငယ် quality လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်သူဒီနေ့လုံနေရတခြား main ကလေးလည်းဖြစ်နိုင်တယ်ပေါ့နော်တကယ်လို့တခြား main ကလေးသူ့မှာရှိနေရဆိုလို့ရှိရင်အဲ့ဒီတခြား main ကလေးကအာအလုပ်ကသူ့ကနဲ့သူ့ရဲ့အလုပ်ကိုစူးစမ်းနေတယ်ပြန်ပြီးတော့မှအာတိတ်ပြီးတော့မှအဆင်ပြေချင်တာမျိုးတိတ်မရှိဘူးကဲ ခလာတလေးတွေကကိုနဲ့ဒီစင်းလုံနေတူသူသူ့သူ့နဲ့ဒီစင်းလုံနေတဲ့သူ သူနဲ့အဲဒီလိုမျိုးအဆင်မပြေဖြစ်သွားတဲ့လူပေါ့နော်သူကလည်းတခြားသူတွေကမရှိခဲ့ဘူးခလာတလေးပဲရှိတယ်ဆိုလို့ရှိရင်ခလာတလေးတွေကပြန်ပြီးတော့မှတိတ်ပြီးတော့မှသူနဲ့အာတိတ်ပြီးလက်မခံချင်တာမျိုးပေါ့နော်ကိုကလည်းကိုပဲလို့ကိုပဲစူးစမ်းပြီးတော့မှအာနေနေတယ်နော်အဲသူသူနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့လက်ခံချင်တဲ့စိတ်မျိုးမရှိဘူးခလာတလေးတွေကလည်း အဲဒီထဲမှာဆိုလို့ရှိရင်ကျတော့အအနေထားတစ်ခုကိုပြောင်းလဲသွားပြီပေါ့နော်အအနေထားတစ်ခုကိုပြောင်းလဲသွားပြီဒီ relationship ကအရင်လိုပြန်ပြီးတော့မှအအအဆင်မပြေနိုင်တော့ဘူးပေါ့နော်အဆင်ပြေနိုင်တော့အနေထားတစ်ခုကိုပြောင်းလဲသွားတာမျိုးပြတယ်နော်အချင်းရဲ့ quality တွေက အာ move on သွားတာပဲဖြစ်ဖြစ်ပေါ့နော် move on သွားတာပဲဖြစ်ဖြစ်လုံတုတ်လိုက်ပြီနော်ဒါမှမဟုတ်လို့ရှိရင်လည်း collateral မဟုတ်ဆိုလို့ရှိရင်သူနဲ့တခြားမိန်းကလေးတယောက်နဲ့ဒီလင်းလုံနေဆိုလို့ရှိရင်အဲ့ဒီမိန်းကလေးကသူ move on သွားတာမျိုးပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်အကယ်၍အအလုံးအကင်နေပါရင်ထားပါတော့နော်သူအလုံးအကင်နေပါရင်ငွေချေးနေပါရင်အဆင်ပြေဖို့စူးစမ်းနေရဆိုလို့ရှိရင်လည်းအဲ့ဒီလုံးအကင်နေတော့ဆက်ပြီးတော့မှာ သူအဆင်မပြေနိုင်တော့ဘူးပေါ့နော်တခြားအာအဲ့ဒီလောက်ကိုင်းနဲ့အဆင်ပြေနိုင်တော့ဘူးတခြားတခြားအရာနဲ့ပဲအဆင်ပြေနိုင်တော့မှာပေါ့နော်အဲ့ဒါမျိုးအဲ့ဒါမျိုးတွေ့တယ်ပေါ့နော် အမ်ဒီချိန်မှာတော့အာတစ်ဖက် main ကလေးပေါ့နော်တစ်ဖက် main ကလေးက အဲကလတ်လေးဒါမှမဟုတ်လို့ရှိရင်တဖက်မိန်ကလေးပေါ့နော်တဖက်မိန်ကလေးကသူ့ဟာနဲ့သူပဲအဲဒီဒီနေအေးဆေးစွာနေနေတယ်အမ်ဘာမှ ရွေးချက်ချင်းမလုပ်ချင်ဘူးပေါ့နော်ရွေးချက်ချင်းမလုပ်ချင်ဘူးအေးအေးဆေးဆေးတူတူနေ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 ာက်ပြီးကြတော့အမ်သူ့စီမားပေါ့နော်နောက်ထပ်လူတယောက်ပေါ့နော်အမ်ကလတ်လေးတွေကအာကလတ်လေးတွေကသူနဲ့ဒီလုံးလုံးနေတူဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အဲကလတ်လေးတွေမှာတစ်ဖက်လူ တခြားတစ်ဖက်တခြားလူတရားပေါ့နော်သူ့အပြင်တခြားလူတရားရှိနေတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် collective တွေမဟုတ်ခဲ့ဘူးဆိုတော့တစ်ဖက်က main ကလေးဖြစ်ခဲ့မှာဆိုလို့ရှိရင်အဲအဲ့ဒီ main ကလေးတွေအဲ့ဒီ main ကလေးမှာတခြားလူတရားရှိနေတယ်ပေါ့နော်သူကအဲ့ဒီအားသူတော့မသိလောက်ဘူးပေါ့နော်အာသူ သူအဲ့လိုမျိုးကြီးကြုံတွေ့နေရပါတယ်တဲ့เนาะအလုတ်ပိုင်ဆိုလို့ရှိရင်လည်းအဲ့ဒီလုတ်ပိုင်တွေတော့သူပြန်ပြီးတော့အဆင်ပြေနိုင်မှာမဟုတ်တော့ဘူးတဲ့เนาะအဲ့ဒီအဲ့ဒီအလုတ်ကောင်ကသူမဟုတ်တဲ့အဲတခြားသူတရားကိုရွေးချယ်သွားတာမျိုးပေါ့เนาะဒါမျိုးဖြစ်တတ်ပါတယ်တဲ့เนาะ ောက်ပြန်ရအဆင်ပြေမလားလို့မိနိုင်နေပြင်ပဲပေါ့နော်အမ်တိတ်ပြီးတော့မှ collateral လေးတွေဆိုလို့ရှိရင် collateral လေးတွေကတိတ်လက်မခံချင်လားအာတခြားမိန်းကလေးတယောက်ရှိတယ်ဆိုလို့ရှိရင်တခြားမိန်းကလေးကတိတ်ပြီးလက်မခံချင်တာเนาะအလောက်အကင်ဆိုလို့ရှိရင်လည်းအဲ့ဒီအလောက်အကင်ကအာသူ့ကို လက်မခံကျင်တော်တာမျိုးပေါ့နော်လက်မခံကျင်တော်တာမျိုးဖြစ်တတ်ပါတယ်တဲ့။ तू ကတော့調査ပန်းစားနဲ့လိုက်နေရပေါ့နော်။ तू ကတော့調査ပန်းစားနဲ့လိုက်နေရပြန်ပြီးတော့မှအာလိုချင်နေရပေါ့နော်။အဲခလာတလေးတွေနဲ့ relationship ဆိုလို့ရှိရင်လည်းသူပြန်ပြီးတော့စူးစမ်းပြီးတိစောက်ချင်နေတယ်နော်သူကပြန်ပြီးတော့လိုက်နေတယ်ပေါ့နော်အဲခလာတလေးတွေနဲ့မဟုတ်တခြား main လေးတယောက်နဲ့ဆိုလို့ရှိရင်အတူတူပဲပေါ့နော်သူစူးစမ်းပြီးတော့ပြန်ပြီးတော့အာလိုက်နေတာမျိုးတွေရှိရပေါ့နော် ဒါပေမဲ့အဲ့ဒီအရာအဆင်ပြေမှာမဟုတ်တော့နော်음ခလာတလီဒီဘက်ကပြပြတသားဆုံးဖြတ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်နော်အဲ့တော့သူပါဆက်음သူပါလေးလုံနေမလဲပေါ့နော်သူပါလေးဆက်လုံနေမလဲဒါလေးကြည့်တတ်မယ်음သူခံစားနေရတယ်နော်သူအေးစေးဒီ အေးအေးဆေးအေးဆေးဆောင်အတည်ငြိမ်ဆုံးနဲ့သူပြန်ပြီးတော့စူးစမ်းဒီစူးစမ်းတိဆောက်ဖို့ရပြန်ပြီးတော့သူစူးစမ်းတယ်အဲ့ဒါမရခဲ့ဘူးပေါ့နော်အဲ့ဒါမရခဲ့တဲ့အတွက်ကြောင့်မို့သူအခန့်စားနေရတာမျိုးလေးကိုတွေ့တယ်နော်နောက်ထပ်ရောอืม လေဒီသူ့မှာနိဒီမှာ divine energy ရှိရယ်เนาะအဲသူကလေဒီ relationship ကိုတေးချသူမတိဆောက်တတ်ဘူးเนาะတေးအဆင်ပြေအောင်တေးချအောင်သူမတိဆောက်တတ်တဲ့အဲလူမျိုးဖြစ်တယ်သူ့မှာ divine energy လည်းရှိရယ်ဆိုတော့ကြတော့အဲသူ ਨੇ collateral လေးတွေပေါ့เนาะဒါမှမဟုတ်လို့ရှိရင်ကိုသူဒီလင်းလုံနေတဲ့သူပေါ့เนาะအဲ့ဒီလူ ਨੇ ကအာအဲဟို double energy ရှိတဲ့အတွက်ကြောင့်မို့လို့အာရေရှည်အဆင်မပြေနိုင်ဘူးအာ karmic center relationship ဖြစ်တယ်ပြီးတော့လို့ရှိရင်အရှိတ်ဆက်မှုရာလည်းမဖြစ်နိုင်တဲ့နေထားမျိုးပေါ့နော်အာသူကိုယ်ရိုင်းလည်းနည်းနည်းလေးတောက်ဆစ်ဖြစ်နေရမျိုးပေါ့နော်တောက်ဆစ်ဖြစ်နေတောက်ဆစ်ဖြစ်နေရမျိုးလေးရှိတယ်တဲ့နော်သူကတော့ဒီအဲ့လိုမျိုးပုံစံမျိုးနဲ့ပဲသူကဆက်ပြီးရောမှသွားချင်းပြင်မဲ့အဲသူရဲ့သူကအဲ့လိုပုံစံမျိုးဆက်သွားချင်တာနော်သူကအဲ့လိုပုံစံမျိုးဆက်သွားချင်တာ ဒါပေမဲ့မဖြစ်နိုင်ဘူးเนาะအဲအဲ့ဒီတော်တော်သူကကြားအောင်တော့အမျိုးမျိုးတော့သူကကြံစီအောင်မှာစူးစမ်းအောင်မှာနားချင်ပေမဲ့လည်းဒီ relationship ထဲမှာသူကထပ်ပြီးတော့နေချင်သေးတယ်เนาะအလောက်ကိုင်းဆိုလို့ရှိရင်အဆင်ပြေပေမဲ့လည်းအဲ့ဒီလောက်ကနေသူမထွက်ချင်ဘူးเนาะဒါမျိုးလေးနော်ကလတ်တလေးလည်းဖြစ်ဖြစ်တခြားတစ်ဖက်လူနဲ့သူဒီနေ့လုံနေသူနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အာအဲ့လိုမျိုးသူကနားကျင်ပေမဲ့လည်းဆက်ပြီးတော့အာ ဆက်သွားခြင်းတည်တာပေါ့နော်အဲ့လိုမျိုး energy မျိုးတွေ့နောက်ထပ်လက်တလောသူပါရင်ကြုံတွေ့နေရတယ်ပေါ့နော်တော်တော်လေးအမျိုးမျိုးကြံစီပြီးတော့မှစဉ်းစားနေရမယ်နော်အမျိုးမျိုးကြံစီပြီးတော့စဉ်းစားနေရပဲ and ဒီဆက်ဆံရေးတစ်ခုအဆင်ပြေဖို့ဒါမှမဟုတ်လို့ရှိရင်ဒီလောက်ပိုင်းတစ်ခုကိုအဆင်ပြေဖို့အမျိုးမျိုး ဟိုစဉ်းစားပြီးတော့ကြံစီနေတာပဲတဲ့နော်အရင်တော့ကအရင်တော့အဆင်ပြေခဲ့တဲ့အရာလေးတွေပေါ့နော်အဲမမ်မိုရီလေးတွေကိုပြန်ပြီးတော့မှပြန်ပြီးတော့မှသူအမ်တခြားအဆင်ပြေခဲ့တဲ့ဟာလေးတွေကိုပြန်စဉ်းစားပြီးတော့မှပြန်ပြီးတော့တန်းတနေရမျိုးပေါ့နော်ပြန်စဉ်းစားပြီးတော့တန်းတနေရမျိုးဖြစ်တယ်တဲ့အမ်နောက်တစ်ခုကကြတော့ อืมชี้ช่องมาတော့သူပြောရှင်ဖို့ရာရှိပါပါเนาะชี้ช่องมาတော့သူပြောရှင်ဖို့ရာအာသူပြောရှင်ဖို့ရာရှိပါပါတဲ့ဘာလို့လဲဆိုတော့อืมชูซอนคัพဟုတ်ပြီโอเคโอเคတော့ပါပြီသူကလေနောက်ဆုံးมาတော့လေคอลาเดလေးလေးစီရပါเนาะคอลาเดလေးနေအခုဒီလင်းလုံနေဆိုလို့ရှင်ရနောက်ဆုံးมาတော့သူคอลาเดလေးလေးစီရ အမ် move on လောက်သွားပြီးတော့မှသူတခြားရွေးချယ်စရာပေါ့နော်တခြားရွေးချယ်စရာတခုသူ့စီကိုရောက်လာတတ်တယ်နော်တခြားရွေးချယ်စရာတခုသူ့စီကိုရောက်လာတတ်တယ်အဲရောက်လာတဲ့အချိန်မှာ သူအဲ့ဒီသူနဲ့အဆင်ပြေတယ်ပေါ့နော်အဲ့ဒီသူကသူ့ရဲ့ ex လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲအဲ့ဒီလူနဲ့သူဆက်ပြီးတော့မှလက်တွဲရဖို့ရှိတယ်ပေါ့နော်နောက်ထပ်လူတယောက် ထပ်ပြီးတော့မှသူတွေးနိုင်ကြည့်ရှိတယ်။အဲ့ဒီနောက်ထပ်လူတယောက်ကသူ့ဘဝထဲဝင်လာမှာအခုကြည့်နေတဲ့ collateral တွေအဲအခုကြည့်နေတဲ့ collateral တွေလက်မခံတော့ဘူးလေနော်အခုကြည့်နေတဲ့ collateral တွေလက်မခံတော့ဘူးအဲဒါအမဟုတ်လို့ရှိရင်လည်းသူက collateral တွေနဲ့အဲတည်တင်းလုံနေတယ်မဟုတ်လို့ရှိရင်တခြား main key တယောက်ပေါ့နော်တခြား main key တယောက်နဲ့သူတည်တင်းလုံနေတယ်အဲ့ main key နဲ့အဆင်မပြေဘူးသူတောင်းမှန်းနေမရဘူးသူပြန်လိုက်တယ်စူးစမ်းရတယ်မရအောင်နော်အဲ သူကတော့မင်းမကြိုးစားရမရဘူးအဲနောက်ဆုံးမှာသူ့စီကိုအဲတခြားသူတယောက်သူ့ဘဝထဲဝင်လာမယ်ပေါ့နော်တခြားသူတယောက်သူ့ဘဝထဲဝင်လာမယ်သူအဲ့ဒီလိုစဉ်းစားပြီးရွှေ့ချယ်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီသူနဲ့သူနယ်လက်တွဲရဖို့ရှိတယ်နော် အအလောက်ကင်ဆိုလို့ရှင်တဲ့အတူတူပဲအခုသူအဲ့ဒီအလောက်အလောက်အကင်မှာအသူအဆင်မပြေဘူးဆိုလို့ရှင်ရဲ့အဲ့ဒီအလောက်ကင်ကိုပဲသူရအောင်အဆင်ပြေအောင်ကြိုးစားတယ်ဒါပေမဲ့အဆင်မပြေဘူးအဲ့အဲ့ဒီအတွက်ကြောင့်မလို့သူအနေနဲ့နောက်ထပ်သူ့ပုံပေါ့နော်နောက်ထပ်သူ့ပုံကောင်းမယ်ပေါ့နော်သူ့အတွက်ကိုကောင်းမယ်တင့်တော်မယ်အလောက်ကင်တခုသူ့စီကိုရောက်လာတဲ့တည်းတည်းနော်သူရွေးချယ်စရာတခုကြောက်လာပြီးသူအဲ့ဒါကိုစဉ်းစားပြီးရွေးချယ်လိုက်တဲ့အခါမှာ အာသူ့အနေနဲ့အဆင်ပြေသွားတာမျိုးတွေ့ရတယ်နော်အာဒါကတော့အာအခုဒီလက်ရှိပေါ့နော်အမ်ဖြစ်နိုင်ခြေ၃မျိုးအလုတ်အကိုင်းဖြစ်နိုင်တယ်သူလက်ရှိကြုံတွေ့နေရတဲ့ဟာအလုတ်အကိုင်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ သူဒီလဲလုံနေရဲ့သူခလာတက်လေးတွေမဟုတ်ခဲ့သူဒီလဲလုံနေရဲ့သူဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်ခလာတက်လေးနဲ့ဒီလဲလုံခဲ့တယ်ဆိုလို့ရှင်ခလာတက်လေးနဲ့ဖြစ်နိုင်တယ်၃မျိုးပေါ့နော်၃မျိုးခွေးပြောထားတယ်ဒါပေမဲ့နောက်ဆုံးမှာသူ့မှာရွေးချယ်ချက်တစ်ခုထပ်ပြီးတော့ရသွားတယ်ပေါ့နော်ရွေးချယ်ချက်တစ်ခုထပ်ရသွားတယ်အဲ့ဒီရသွားတယ်အဲရွေးချယ်စရာနဲ့သူနေရာအဆင်ပြေလိမ့်မယ်ပေါ့နော်အဆင်ပြေလိမ့်မယ်လို့တွေ့တယ်အဲ့ဒီတော့အဲ့ဒီတော့ဘာကြည့်ပေးရမလဲဘာကြည့်ပေးရမလဲ အဲ့ဒီတော့ collected lady ကအာဒီထဲမှာပြတ်သားမယ်လို့ပါပြတ်သားမယ်လို့တွေ့ရပေါ့နော်သူလက်မခံချင်တော့တာမျိုးတွေ့ရအကယ်၍ collected lady ကလက်ခံလိုက်တယ်ဆိုလို့ရှိရင်ရောအမ်ပြန်ပြီးတော့အဆင်ပြေနိုင်မလားဒီလူတယောက်နဲ့တွေ့နိုင်မလားပေါ့နော်အဲ့လိုမျိုးကြည့်မယ်ဒါကတော့အမ်ဖြစ်နိုင်တဲ့ပထမဆုံးဖြစ်နိုင်တဲ့အမ် အနေထားတစ်ခုပေါ့နော်ပထမဆုံးဖြစ်နိုင်တဲ့အနေထားတစ်ခုကဲခလန်တလီလီကသူ့ကိုပဲပြန်ပြီးရွေးချယ်လိုက်မယ်ဆိုလို့ရှိရောဘလို့အနေထားဖြစ်သွားမလဲအိဆကာတဟမဲ့ Tyrsa. Mm. Tyrbanike. No, no. Altså, man bliver dog ja, dog ja. Et og kram. Nå, no? ဲ့တော့ခလတ်တလေးတွေဒီထဲမှာရှေ့မဆက်တော့ဘူးလို့တွေ့တယ်အကယ်၍ရှေ့ဆက်လို့ရှိရင်ဘာတွေဖြစ်မလဲဆိုတော့ရှေ့ဆက်တော့မယ်ဆိုလို့ရှိရင်အရှေ့ဆက်တော့မယ်ဆိုလို့ရှိရင်သူ့မှာလည်းတစ်ဖက်မှာလည်းသူ့စီကိုလာရနေရဲ့နောက် the chariot energy နဲ့သူ့စီကိုလာရနေရဲ့အဲဒီ relationship ဖြစ်ဖို့ရာသူသူကအကြောင်းတရားပါလာတဲ့လူတယောက်ရှိတယ် အဲ့ဒီအဲ့ဒီလူတယောက်နဲ့သူနဲ့ဒီမှာ3 of panic ရဆိုလို့ရှိရင်ကိုကလည်းလက်ခံလိုက်တယ်ဆိုအဲ့ဒါကကိုကတော့တိုက်နေမှာတော်တိုက်နေပြီးတော့လှည့်ထွက်ရတဲ့သူကကိုပဲဖြစ်သွားလိမ့်မယ်နော်ဒါမှမဟုတ်လို့ရှိရင်အာကျမတို့မှာခံစားရတော့ဒီအခုကြည့်နေတဲ့ collateral လေးတွေရွေးချယ်ခဲ့မှာဆိုလို့ရှိရင် collateral လေးတွေအကြောင်းကြည့်တာဖြစ်ပြီးဖြစ်တဲ့ဒီ3 of sweat ကလည်း collateral လေးရဲ့ energy ပဲဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့လို့ အလှထွက်လိုက်တယ်ဆိုလို့ရှိရင်လည်းခံစားရတယ်လို့ကိုယ်ပဲဖြစ်နိုင်တယ်เนาะအဲ့တော့ချိန်ကျတော့음ကဲရရှိဆက်လဲအဆင်မပြေနိုင်เนาะရှိဆက်လဲအဆင်မပြေနိုင်သူ့ဘာတွေလူတက်ကထက်ရောက်ဖို့ကိစ္စရှိတာ哦เนาะရှိရတော့ကြောင့်မလို့အာဒီလိုပဲအလန့်ခွဲလိုက်တာပေါ့เนาะအာဝေးလိုက်တာပဲကောင်းပါတယ်ပေါ့เนาะအဲ့ဒါပဲနော်ဒီ connect connectivity collaterality ကတော့မြင်သမျှကတော့ဒီလောက်ပါပဲ နော်သူကတခြားသူနဲ့တွေ့ရမကန်ကိုကသူ့စီမှာပါနေနော်တခြားသူနဲ့တွေ့ရမကန်ကိုကပါနေတဲ့ကြောင့်မလို့ဟိုဒီလိုမျိုးဖြစ်နေပါတယ်အဲ့တော့ collectively ဒီအဲ့အေးဆစီနဲ့လွတ်လွတ်နိုင်ပူရအမြော်လင့်ပါတယ်ပေါ့နော်အဲ့တော့ collectively ဒီအလုံးအကျင့်နေကြမယ်လို့မျှော်လင့်ပါတယ် energy ကို collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့ pick up ပိုင်းလောက်တော့အသေးမစိတ်ဘူးပေါ့နော် energy ကို guide တဲ့ပိုင်းလေးတွေရှင်းပေးပါအမ guide တဲ့ပိုင်းလေးတွေကို အ ဒီ entertainment အနေနဲ့ပဲပေါ့နော်နောက်ထောင်ပြပါလို့ပြောချင်ပါတယ် collectively အားလုံးပဲ bye bye